ရှာဟီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့မလေးရှားနိုင်ငံနိုင်ငံသားကြီးဝင်ကြီးတို့အော်တိုဝါ6ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့တမရအေဂီဟာမှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံရမှာမလေးရှားနိုင်ငံနိုင်ငံသားကြီးဝင်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပိုးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်ရဲ့အဖွဲ့တွေကိုလည်းဆင်းလွတ်ပေးသွားမှာဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။အိနောက်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးပြောကြားရမှာ အခုလိုမိမိတို့နိုင်ငံကိုလာရောက်တွေ့ဆုံမှုအတွက်ဝမ်းမြောက်ကြောင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက်2024ခုနှစ်ခရီးကစတင်အသိပေးပြောကြားခဲ့ကြောင်းမိမိတို့အနေနဲ့နိုင်ငံရေးအရာသဘောထားကွဲလွဲသူတွေနိုင်ငံရေးပါတီတွေကိုရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်းရရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်းဥပဒေနဲ့အညီဆောင်ရွက်ခဲ့ကြောင်းအခုရွေးကောက်ပွဲမှာဥပဒေနဲ့ကိုက်ညီတဲ့နိုင်ငံရေးပါတီ58ပါတီဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးကိုယ်စားလှယ်လောင်း9000ကျော်ရှိကြောင်းပြောပါရတယ်။ တိုင်းဒေသနဲ့ကိုင်အဖွဲ့တွေနိုင်ငံရေးလမ်းကြောင်းပေါ်မှာရှောင်းလန်းနိုင်ရေးအတွက်ငြင်းချင်းရရှိအောင်ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း2018ခုနှစ်ကစတင်ပြီးဒီကနေ့အချိန်အထိပြက်ခတ်တိုက်ခိုက်မှုရင်းစင်ရေးအတွက်ထုတ်ပြန်ချက်28ကြိမ်ဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေကြောင့်အကြမ်းဖက်လုပ်ရက်တွေလှုပ်ဆောင်နေသူတွေကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်မှာပါဝင်လာနိုင်ရေးအတွက်သုံးချိန်ဖိတ်ခေါ်ခဲ့ကြောင်းအခုလ15ရက်နေ့မှာ SCA နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီး SCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကခေါင်းဆောင်တွေ SCA လက်မှတ်မရေးထိုးထားရသေးတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကခေါင်းဆောင်တချို့နဲ့နိုင်ငံတကာကအသီးသက်တွေတက်ရောက်သွားမှာဖြစ်ကြောင်းလည်း၎င်းကပြောပါတယ် အဲ့နောက်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးမြန်မာအလက်ထရောနစ်မဲပေးဆက်တွေနဲ့ဆန္ဒမဲပေးတာတွေဆောင်ရွက်သွားမဲ့အခြေအနေတွေရွေးကောက်ပွဲကိုအပိုင်းလိုက်စနစ်နဲ့ကျင်းပပြုလုပ်သွားမဲ့အခြေအနေအိန္ဒိယနိုင်ငံတွေနဲ့နိုင်ငံတကာကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေဖိတ်ခေါ်ထားရှိမှုအခြေအနေရွေးကောက်ပွဲကျင်းပပြီးချိန်မှာမြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်ရှောင်လန်းဆောင်ရွက်သွားမဲ့အခြေအနေတွေ မြန်မာနိုင်ငံအနေနဲ့အာဆီယံအဖွဲ့အတွင်းအပြုသဘောဆောင်တဲ့ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကွန်ရီပီးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။